မကွေးတိုင်းအညာဒေသမှာရေကြီးနှင်းမြုပ်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်။မကွေးတိုင်းမင်းဘူးစကူးမြို့နယ်မှာအခုရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းတဲ့ကြောင့်နှမ်းဆိုင်ခင်ဧကဘောင်းထောင်ကျော်ဟာရေကြီးနှင်းမြုပ်နေတယ်လို့ဒေသခံတွေကလည်းသိရပါရတယ်။ ဘင်္ဂပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ရဲ့အရှင်ကြောင့်အဆက်မပြတ်မိုးရွာသွန်းပြီးမင်းဘူးစကူးမြို့နယ်တွေကခွန်တာချီကန်ရွှေချောင်းကျောက်ဆက်ပုံဂရီပန်လာရေပုံးနဲ့ကလဘာချီရွာအုပ်စုတွေကနှမ်းဆိုင်ခင်းတွေရင်းနှင်းမြုပ်နေတယ်လို့သိရပါတယ်။ဒေသခံတယောက်ကတော့ရက်ဆက်မိုးရွာသွန်းတဲ့တန်ကြောင့်နှမ်းကင်းတွေရေမြုပ်တာနှမ်းအထီးကင်းတွေနဲ့ရွက်တွေဆိုရင်စပြီးပုတ်လာပြီးတစ်ဆက်သေးအလုံး เอกထောင်ကျော်ပဲလုံးဝပြန်ရမယ့်အခြေအနေမှာမရှိပါဘူးလို့ပြောလာပါတယ်။အဲ့ဒီခြေရာတွေကစိုက်ပင်းပေါင်း23ခွင်းမှာရှိတဲ့တောင်သူအယောက်200ကျော်ရဲ့စီထွက်သီးနှံစိုက်ခင်းတွေဖြစ်တဲ့ငွေနှန်းเอก900ကျော်ရဲ့မိုးနှန်း300เอกစုစုပေါင်းနှက်စိုက်ခင်းเอก100ကျော်မိုးရေဝင်ရောက်နေရလို့သိရပါတယ်။ရေကြီးနှမြုပ်ခဲ့တဲ့အခြေအနေတွေကိုမင်းဘူး KI လေယာမြေစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌခဲအုပ်ချုပ်ရေးမှူးဦးအေးလွင်နဲ့တာဝန်ရှိသူတွေကမေလစတုဒ္ဒဘတ်မှာလာကြည့်တော်ရလို့သိရပါတယ်။